အိန္ဒိယဘက်ကဝင်ရောက်လာတဲ့မုံတွေကိုစားသုံးတာကြောင့်ရခိုင်ပြည်နယ်ကကလေးငယ်တွေဟာနေမကောင်းဖြစ်နေတယ်လို့ခန်းစားနေရတဲ့ကလေးငယ်မိသားစုဝင်တွေစီကနေသတင်းရရှိပါရတယ်။အဲ့ဒီမုံတွေစားသုံးတဲ့ကြောက်တော်နယ်မြောက်ဦးမြို့နယ်ကကလေးငယ်အများစုမှာဆော်ဟုကနေတန်ကောင်လိုအကောင်ငယ်တွေအစုလိုက်ပြုံလိုက်ထွက်တဲ့ဖြစ်စဉ်တွေကြုံတွေ့ခန်းစားနေကြရတယ်လို့ဒေသခံတွေကပြောပါရတယ်။ကြောက်တော်မြို့နယ်ကမိခင်တအူးဖြစ်သူဒေါ်မိုးခင်ဝင်က သူမရဲ့သမီးအိတ်နေချင်းရုံးကန်နေတာကြောင့်ခန္ဓာကိုယ်ကိုစစ်ဆေးခဲ့ရမှာ ဆော်ဦးကနေယာနေချီတဲ့တုတ်ကောင်တွေထွက်နေတာကိုမြင်တွေ့ခဲ့ရတယ်လို့ပြောပါရယ်။တမီးလေးအိတ်နေရင်ယုံနေတော့ဘာဖြစ်တာလဲမသိဘူးဆိုပြီးဖင်ကိုလှန်ကြည့်လိုက်တာ။ဆော်ဦးဘောက်ကတန်ကောင်လဲမဟုတ်ဘူးတုတ်ကောင်တွေလိုမျိုးအပြုံလိုက်ထွက်နေတယ်။ဘာဖြစ်တာလဲမသိဘူးဆိုပြီးအကုန်ဖဲလိုက်ပြီး9မိနစ်လောက်နေလို့ထပ်ပြီးကြည့်တော့အပြုံလိုက်ထက်ထွက်နေရောအကောင်တွေကယာနေချီပြီးထွက်နေတာ။လေးရက်၅ရက်ကိုအဲ့ဒီလိုဇက်တိုက်တွေကိုထွက်နေတာ။အိတ်နေရင်လည်းထွက်တယ်။ကစားနေရင်လည်းထွက်တယ်လို့ဒေါ်မိုးခင်ဝင်းကရှင်းပြပါရယ်။ ရခိုင်ဒေသခံတွေဟာရခိုင်ပြည်နယ်အတွင်းအာရခတပ်တော် AA ရဲ့မြို့သိမ်းတိုက်ပွဲတွေစတင်ကနေစစ်ကော်မရှင်ရဲ့လန်ခီပိတ်ဆို့မှုတွေကြောင့်အာရခတပ်တော်ထိန်းချုပ်နယ်မြေတွေကတဆင်အိန္ဒိယဘက်ကိုကုန်သွယ်ရေးလုပ်နေကြရတယ်လို့သိရပါဗျ။လက်ရှိမှာပြည်မဘက်ကနေတင်သွင်းတဲ့လူသုံးကုန်နဲ့စားတောက်ကုန်တွေဟာမရှိသလောက်ဖြစ်နေပြီးအိန္ဒိယဘက်ကတင်သွင်းတဲ့လူသုံးကုန်နဲ့စားတောက်ကုန်တွေကိုအ धिक အထားစားသုံးနေကြရတယ်လို့ဒေသခံတွေကပြောပါဗျ။ အိန္ဒိယကတင်သွင်းတဲ့လူသုံးကုန်နဲ့စားတောက်ကုန်တွေတဲ့ကလေးငယ်တွေအများစု စားတောက်နေတဲ့အချို့ကြီးဟာကျက်သုံးတော်ဝင်းကျင်ရှိပြီးအချင်းတုံးတဲ့တကြားလုံးတွေဟာငွေကျက်900ကစတင်ကထောင်ကနန်းအထိရှိတယ်လို့သိရပါတယ်ကျမရဲ့ဝန်ကအိမ်မှာကလေးကတက်ချရတာနဲ့ပဲတော့ပဲရှိသေးတယ်ပေါ့နော်အဲ့ဒါဆိုဘောက်ကတန်ကိုလိုမျိုးအကောက်တည်းတွေထွက်ကြလာတာရှင်ရှင်းရှင်းစိကန်းတော့ပြတော့ဆရာဝန်ကအိန္ဒိယဘက်ကလာတဲ့တကြားလုံးတွေအရှူရည်တွေပြီးတော့အရှင်ဘောက်တွေဆက်လို့ဖြစ်တာဆိုပြီးတော့ပြောတယ် ကဲမစားဖို့တော့မလိုက်တဲ့ပြီးတော့ပိုတက်ဆေးတွေလေးပေးလိုက်ရယ်ဒီဖြစ်ရဟာအိန္ဒိယဘက်ကနေဝင်ရောက်လာတဲ့တကြားလုံးအချိုရည်နဲ့အချင်းတို့စတာတွေနဲ့ဆက်ဆက်မှုရှိတယ်လို့အမိမဖော်လို့တဲ့ရခိုင်မိနယ်ကဆရာဝန်တဦးကပြောပါတယ်ဆအိုကနေတန်ကောင်လိုအကောင်ငယ်တွေရာနေချီထွက်တဲ့ဖြစ်စဉ်ကိုကြုံတွေ့ခံစားရတဲ့ကလေးငယ်ဆယ်ဦးထက်မင်းကိုစေကူတပေးခဲ့တဲ့ဆရာဝန်ရဲ့ရှင်းပြချက်ကိုလုံခြုံရေးအရာအတန်စားတို့ဖတ်ထားပါတယ် ဒီစီကန်ကိုလာပြတဲ့လူနာတွေက10ဦးထက်မနည်းရှိတယ်ကလေးတွေကြီးပဲပေါ့အဲလူနာတွေအကုန်လုံးကအိန္ဒိယဘက်ကလာတဲ့ဒီအချိုကြီးတို့တခြားလုံးတို့နေတိုင်းစားကြတယ်နဲ့တူတယ်ဟိုဘာကြောင့်ဖြစ်လဲတော့အတိအကျပြောဖို့ခက်တယ်ပိုးသက်စေးပြီးလိုက်တာနဲ့တော့တို့အဆင်ပြေသွားကြတယ်ဗျဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအရခါတက်တော်ရဲ့စံမာရီဌာနကတရားဝင်ထုတ်ပြန်ပြောကြားချက်ကိုတော့လက်ရှိချိန်တွင်မတွေ့ရသေးပါဘူး။ ဒေသခံတွေအနေနဲ့ကလေးငယ်တွေစားသုံးတဲ့အစာအသောက်တွေအထူးသဖြင့်နေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့ငွေရင်းထုတ်လုပ်မှုအခြေအနေကိုတိကျစွာမသိရတဲ့တကြားလုံးနဲ့အချို့ရည်တွေစားသုံးမှုကိုတတိထားတဲ့လို့ဆရာဝန်တွေကအကြံပြုထားပါတယ်။